အောင်မြင်ခြင်းတဲ့သူကကိုကိုကိုအာကုသို့မပေးဘူးဇိုတိုင်းစာတွေများတော့တကားကကြက်တယ်လေရုတွေညဉ့်ဉန်းတာမဟုတ်ဘူးပေါင်းတင်နေရတဲ့လူတို့ကလည်းညဉ့်ဉန်းနေမင်းဟာမိခဲနေတဲ့ကဘာတလုံးဒါပေမဲ့လူတွေကမိခဲကိုပြဖုံးနေတာပဲကြိုက်တယ်မင်းရှုံးရင်သူတို့ပျော်လို့သူတို့ပါဇက်ပြားကတနာပါတယ်ဆိုတဲ့စကားမင်းရှိကခွက်တဲကိုစွန်ကျဲပြစ်ထဲလိုက်တဲ့အပေါ်စားပတ်စံအကျွေးစီးပဲ။ ိုဘလိုရှင်ပြရှင်ပြလူတွေကတော့သူတို့ရဲ့စိတ်အခန်းလေးကအတိုင်းပဲပုံဖော်ကြတယ်။20ရာခိုင်နှုန်းနားလေကြ။90ရာခိုင်နှုန်းဝေဖန်ကြ။အဲ့ဒါဟာသူတို့ရဲ့ဆိုထိုင်းကြပဲ။တချို့ကမင်းစီကဖြည့်ရှင်ချက်တောင်းတယ်။နားလေအောင်စဉ်းစားပေးမလို့မဟုတ်ဘူး။မင်းပေးမဲ့ဖြည့်ရှင်ချက်ကိုရိုက်ချိုးစရာအကြောင်းရှာခြင်းလို့။အဲ့ဒီလူတွေကအခွန်တက်တက်ပဲ။မင်းရဲ့စိတ်ဆင်းရဲမှုကိုစုပ်ယူပြီးသူတို့ရဲ့ဟောင်းလောင်းပေါက်ကိုဖြည့်ကြတယ်။သူတို့ကြောင့်မင်းရင်ထဲမှာတကားကြက်ချင်းကြက် ကိုစိတ်ကိုတော့ကိုပြန်မတက်မိစေနဲ့အဲ့ဒီအာကုသိုလ်ကအခုဘဝမှာတင်အဝေးစီးကြတတယ်တိတ်မွန်းကြလာရင်လည်းတရွေးကိုထွေကနေကြကြထွေပြလိုက်ရုံပါပဲကိုစိတ်ကိုတော့ရေးစစင်စေခရီးဝေးဝေးသွားမဲ့သူဟာဘဝကို နွေနွေထွေထွေထားရတယ်မင်းခိုင်ဆိုစမ်းဒီကဗျာလေးရဲ့အတိတ်ဘယ်ကရိုးရှင်းပါတယ်ဘဝဝင်းချင်းမှာရှိတဲ့လူတွေရဲ့စကားတန်တွေကြောင့်ကိုစိတ်ကိုအညစ်ပေးမခံဘူးနဲ့ဘလိုပဲတိုက်ခိုက်ခံရခံရဒေါသနဲ့မတုတ်ပြန်ပဲကိုစိတ်ကိုတန်ရှင်းစင်ကြအောင်ထားဖို့ပဲဖြစ်ပါတယ်